လူတွေထပ်ပြီးနောက်တူတူမထပ်တတ်ကြအောင်ထပ်တတ်မဲ့အတွက်ထပ်တတ်မဲ့အတွက်သိခမ်းမဲ့ပြည်သူတွေရှိနေတယ်အဲ့ဒါကိုနတ်ဆကဆိုရတာဒီငွေတွေမရအောင်တားပြီးမှလာဆိုတော့မတားနိုင်ဘူးမတားနိုင်တာနတ်ဆတော့ညံပြင်းတာရှင်းရှင်းတယ်သူတို့ကမတားနိုင်မတားနိုင်ညံရခိုင်တတ်တော်ရဲ့ကြားထဲမှာရှိနေတယ်ဝါဟချက်တွေကျွန်တော်တို့ဖြည့်ရှင်းပြီးတော့ပေါင်းစပ်ပြီးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗမာပြည်ရဲ့နေဦးတော်လှန်ရေးကမကြခင်အောက်ပွဲရမယ်နေသားရှိပါ Hello Charam Yuwa Pitu Nyu Ko Marma Mya အားလုံးပဲမင်္ဂလာပါ News Speed Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ကျွန်တော်မေလ6ရက်နေ့ရညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်ဒရင်ကောများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကြောင့်တဲ့သူစားဆုံးချီးကျူးပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အရင်ဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ယူကရိန်းသမ္မတဇီလန်စကီရဲ့ချင်းချောင်းမှုရှိနေပေမဲ့ရုရှားနိုင်ငံယင်းပြည်နေ80ပြည့်ခန်းနာကိုမျှော်လင့်နေတဲ့သူဂျူဂျူလာကနေပြီးတော့မှ First Lady ဖြစ် ပွက်တက်မယ်လို့နေပြီးတော့စစ်ပစ်တရေမြေကနေပြီးတော့ပြောဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တချို့ဇနီးကိုတရားဝင်ဖိတ်ကြားတာဖြစ်လို့ရုရှားခေးစင်မှာပါမယ်။နိုင်ငံတော်အဆင့် First Lady ဖြစ်ပြည်ပမှာပထမဆုံးတက်တဲ့ပွဲလည်းဖြစ်ပါတယ်ဆိုပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာနေ့ရှိဆက်ပြည့်ယင်ပီနီအောင်ပွဲနေ့အတွက်မေလာရှင်နေ့ကနေပြီးတော့မေလာ၁၀ရက်နေ့အထိ၃ရက်ကြာပြစ်ခတ်ရဆဲဖို့ရုရှားရဲ့ကမ်းလှမ်းချက်ကိုမေလာ၃ရက်နေ့မှာယူကရိန်းသမ္မတဇယ်လန်စကီကနေပြီးတော့ ပယ်ချခဲ့တဲ့ပြင်ရုရှားကဖိကျထားတဲ့နိုင်ငံတချို့ရဲ့ခေါင်းဆောင်တွေအနေနဲ့သူတို့ရဲ့လုံခြုံရေးကိုအာမခံခြင်းမပေးနိုင်ဘူးဆိုပြီးတော့မှထုတ်ပေါ်ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူပြည်သားတွေကနေပြီးတော့မှမြောက်လည်နဲ့သူ့မိမကိုအဲ့ဒီနေရာမှာပဲပွဲချင်းပြီးကိုပြက်ရှင်းပေးဖို့အခုဆိုရင်ယူကရိန်းသမ္မတကိုတောင်းဆမှုတွေများပြားနေတာဖြစ်ပြီးတော့မှဒါတော့ကျွန်တော်တို့ပြည်သူတွေရဲ့ဒီတက်ဆာနဲ့ကျွန်တော်တို့ရဲ့ပေါ့နော်စုတောင်းတွေကိုယူကရိန်းသမ္မတကနေပြီးတော့မှဖြည့်ဆည်းပေးနိုင်မလားဆိုတော့ဆောင်းကြမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ရခိုင်ပြည်နယ်မြို့တော်စစ်သွေးမှာစစ်ကောင်စီနဲ့အရဟတတော်အေတို့လက်နက်ကြီးတပ်ဖွဲ့ဆင်နွှဲနေချိန်မှာစစ်ကောင်စီကတပ်ပြက်လာတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်သွေးမှာစုဆောင်းအရာဖြည့်နေတယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါတယ်။၂020ထဲကစစ်သွေးမြို့သိမ်းတပ်ဖွဲ့ဆောင်ရမယ်ဆိုတဲ့သတင်းတွေကြားကြားဖြစ်ချိန်မှာပဲစစ်သွေးကိုခန်းစစ်ခိုင်မှာပြင်တယ်။နေရာနေထားရခန်းစစ်ဆိုရင်တားတဲ့မြို့ပေါ့အခုဆိုရင်တပ်ပြက်လာသမျှစစ်သွေးထဲစုထားတယ်ဘလို့ပြင်းပြင်းအေကတိုက်မယ်ဆိုရင်စစ်သွေးကကြားမှာပါစစ်တဲ့အင်အားရန်ကွာသွားပါပြီဆိုပြီးတော့မှ စစ်တရင်မြက်ကလည်းပြမပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်ဆရာဆိုရင်ဒေတာခံတွေကိုဖယ်ရှားပြတဲ့နောက်ပိုင်းမှာကြည်ရတွေမှာကာကင်းစခန်းတွေပြင်ဘန်ဂါရီပါဆောက်လုပ်ပြီးတော့မှခန်းစစ်ပြင်တယ်လို့သိရတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်ဆရာကလည်းပြမကျော်တော့အေအေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကလည်းပြမအခုဆိုရင်တင်းတုံးတိုင်းစစ်စင်နေနေပါတော့အောင်ပွဲတွေရရှိနေတဲ့အချိန်မှာပဲတက်စစ်တဲမှာရဟန်ပြဲမျိုးတော်စစ်တွေမှာဆိုတော့ကျတော်တို့အေအေတိုက်ခိုက်လာမှာဆိုရင်လုံးလုံးကို ဒီစစ်တွေမျိုးပါဝင်ကြံတဲ့ဒီဘေးနာကကြေးရော်တွေမှာခန်းဆက်အခိုင်မှာပြင်ပြီးတော့မပန်ကားတွေဆောက်တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ဒီကောင်တွေဘလို့ပဲပြင်ပြင်ကျွန်တော်အေးရဲပေါ့နော်ပြုံပြောင်းလာတဲ့စစ်ဆွဲတွေကိုလည်းအားလုံးတည်ထားတာမို့လို့စစ်တွေကိုတက်လိုက်မယ်ဆိုတော့မကြခင်မှာတော့တခဏအချင်းမှာပဲအေးရဲလက်ထဲကိုရောက်ရှိမယ်ဆိုတော့ကျွန်တော်ပြောလို့ရနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့အခုဆိုရင်မြောက်ပြည်မြို့မှာခြေဆိုင်ပြီးတော့မှ online ကြဖြတ်လုပ်ငန်းတွေနဲ့လူကုန်ကူးမှုတွေကိုလှုပ်ဆောင်နေတဲ့ BGF က ဆိုရှယ်တူနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုအမေရိကန်နဲ့မြန်မာအရေးယူတန်းခပ်ပေးဆွလိုက်တယ်ဆိုတဲ့သတင်းကြကြပြေးချင်းမှာပဲကိုစီဘလိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်တို့တို့တိုင်းပြည်မှာအာဏာရှင်အဆက်ဆက်ကတို့အာဏာတည်မြဲဖို့အတွက်တို့ကနေမင်းတွေမှာလက်နက်ကင်အဖွဲ့တွေကိုမွေးရပါတယ်ဒုတိယနေဆက်ဒေတာတွေမှာလက်နက်ကင်မွေးရတယ်ဒါကတော့တိုင်းပြည်တိုင်းတို့လို့ရှိပါတယ်အခုလက်ရှိဘင်္ဂလားဒေ့ရှ်နဲ့အဲဟိုနေ့နဲ့အိန္ဒိယနေဆက်မှာဖြစ်နေတာလဲဒါပါပဲနော်ဒီဒီသဘောတွေပဲအကောင်လုံးက ဟိုနိုင်ငံတိုင်းလိုလိုမှာနေဆက်ဝင်နေပြီရှိပါတယ်အခုမလေးရှားနဲ့ထိုင်းဆိုလည်းအဲနေဆက်မှာလက်နက်ကိုင်ပေါ့တွေရှိပါတယ်ဒါကနိုင်ငံတွေရဲ့ဟိုစစ်ရေးပြည်ရဲ့တခုပေါ့အဓိကကတော့သူတို့ကိုတိုက်ရိုက်မကဘဲနဲ့အရှေ့လက်နက်ကိုင်ကဖွဲ့တခုကိုကာထွက်ပတ်ပေးထားတယ်အဲ့ဒီလက်နက်ကိုင်နဲ့တိတ်ပေးထားတာပေါ့တစ်ဖက်နိုင်ငံအောင်ဒီတော့ပါပဲလက်ရှိအဲမြန်မာနိုင်ငံမှာဆိုရင်တော့လက်နက်ကိုင်ဖွဲ့တွေအားလုံးတွေ့နေပူပေါ်တယ်အဲ့ဒီပေါ်တဲ့ထဲမှာကင်းနေစား၆နေစား၆တက် BGS ဆိုတာကတော်တော်နာမည်ကြီးပါတယ်ဘာဖြစ်လို့နာမည်ကြီးလဲဆိုတော့ပြည်သူတွေဝေဖန်မှုမြင့်တက်လို့နာမည်ကြီးခဲ့တာ အဲ့တော့လက်ရှိရွှေကုတ်ကောင်မှာဖြစ်ပျက်ခဲ့တဲ့เนาะအရှင်အရင်ရင်ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုထားပါလက်ရှိရွှေကုတ်ကောင်မှာဖြစ်ပျက်ခဲ့တဲ့ကြားဖြတ်ကိစ္စမှာဆိုရင်ဘုံကြီးဆော့ရှစ်တူကိုလူတွေကပို့ပြီးတော့ဆဲကြတယ်အဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့ဆော့ရှစ်တူတယောက်ထဲမှာပြည့်စည်တယ်ပေါ့ဆော့ရှစ်တူတယောက်ထဲတဲ့အဲ့ဒီဟာတွေကိုလုံးလို့မရဘူးဒါဟာတွေးကြည့်သိပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဆော့ရှစ်တူတယောက်ထဲကိုဘွားဆဲနေတူဆဲတာပဲဖတ်နေတာဘာမှဖြစ်မလားเนาะကျွန်တော်တို့ဖြစ်စေချင်တာပြည်သူအများစုဖြစ်စေချင်တာဒီကရင်ပြည်နယ်မှာကရင်နဲ့နဲ့ကတပွက်တည်းပဲရှိစေချင်တယ် ကျွန်တော်တို့ပြင်မဟုတ်ပါဘူးဒါပေမဲ့ပြင်မဟုတ်တဲ့လူတွေကျွန်တော်တို့ပြင်ပြည်နယ်တို့အများကြီးเนาะဒီပြင်လက်လက်ကတည်းကကျွန်တော်တို့တွေကုညီထောက်ပံ့မှုတွေဝိုင်းလုပ်ပေးတယ်ဆိုတာကပြင်ပြည်နယ်ကိုလွတ်မြောက်စေချင်တယ်ပြင်ပြည်နယ်ဒီမြန်မာနိုင်ငံရဲ့ဝင်ပေါက်တကားတစ်ခုဆိုလည်းဟုတ်တယ်အဲ့ဒီအတွက်လက်ရှိတော်လှန်ရေးမှာပြင်ပြည်နယ်ကိုလွတ်မြောက်နိုင်ပြီးဖြစ်စေချင်တယ်ပြင်ပြည်နယ်ကိုပြင်နေပိုင်စေချင်တယ်ဒါပေမဲ့အဲ့လိုပိုင်လို့မရဘူးဘာကြောင့်လဲပြင်နေအဖွဲ့ဖွဲ့ကိုယ်နေလက်ရှိကရင်နေပြည်နယ်ဖွဲ့တယ်เนาะ PTA เนาะပြီးလို့ရှိရင် KI KNU KIA အပြ sorry KNU KNDO KNLA ပြီးလို့ရှိရင် PC KNDA KDLA เนาะ DKBA อ่าชุบชะขัดเนี่ยบันดาพ่นออกเจ้าตัดเลยเนาะอารมณ์ว่ายีแฟกก็บาเลยถ้าซะကရင်ယူရဲ့ရေကြက်ကောကရင်မျိုးသားလွတ်မြောက်ရေးအတွက်မဟုတ်ဘူးလေဒီကရင်ပြည်နယ်လွတ်မြောက်ရေးအတွက်ကရင်ကရင်တမကရင်ဖန်တီးအတွက်အဖိုးဆုံးမအုပ်ရဲ့မူလေးချက်လိုပဲနော် DKB ရဲ့ယူရဲ့ချက်က KDL ရဲ့ယူရဲ့ချက်ကနော် PC ရဲ့ယူရဲ့ချက်ကပြီးလို့ရှိရင်လက်ရှိ BJ ရဲ့ယူရဲ့ချက်ကဒီတည်း DKB ရဲ့ဆက်မှတ်ဖြစ်ဒီဘွဲ့အားလုံးရဲ့ယူရဲ့ချက်ကဘာနေလဲကရင်အတမျိုးသားလုံးလွတ်မြောက်ရေးအတွက်ဆိုဒီအချိန်မှာဘာဖြစ်လို့ဒီဘွဲ့အားလုံးမပေါင်းစည်းနိုင်ကြရတာလဲ အဲ့ဒါရှင်းပါတယ်ဒီအဖွဲတွေအားလုံးထဲမှာတကယ်လွတ်မြောက်ခြင်းနဲ့စိတ်နဲ့ပြည်သူလူထုအကျိုးအတွက်လွတ်မြောက်ခြင်းနဲ့စိတ်နဲ့ရှိတဲ့လူရှိသလိုကိုကြိုးရှာတဲ့လူတွေရှိနေလို့ပဲအဲ့တော့ဖြစ်နိုင်ရင်ဒီကာလမှာကရင်အဖွဲတွေအားလုံးပေါင်းလိုက်ကြည့်ဒီနေ့နော်အခုဒီနေ့မှာအဲ့ဒီကရင်ရှိတဲ့မြတ်အဖွဲအားလုံးတစ်ဖွဲ့တည်းအဖြစ်လက်လှုပ်ပေါင်းပြီးတော့ပြင်ညာချက်ထုတ်နိုင်ကြည့်နောက်တလမကြအောင်ကရင်ပြည်နယ်အားလုံးဟာစစ်ခွေးကင်းစင်နဲ့လွတ်မြောက်နိုင်မယ်မဖြစ်တိုက်တိုးပြလဲတာကြည့်လိုက်ဒီမှာကိုဆရာနေပြမှာပါနော်အခုဆိုရင်ကျတော့ကရင်ပြည်နယ်ထဲမှာ ဖွဲ့အစည်းတွေများစွာရှိနေပြီးတော့မှတကွဲတပြားနဲ့တော်လိုင်းရဲကိုဒီလိုမျိုးလွတ်ဆောင်နေကြလို့ကြံ့ကြံ့နေရတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့ BJF တမကချန်တဲ့ဖွဲ့စည်းတော်များများကနေပြည်မှာစစ်ကောင်စီနဲ့တဘူးတူတွဲတွေရှိတာတွေလည်းရှိကောင်းရှိနိုင်ဖြစ်တယ်လို့ကျွန်တော်တို့အခုဆိုရင်ဒီတော်လိုင်းမှာလွတ်ဆောင်ပြီးတော့မှပေါ့နော်။တဖွဲ့နဲ့တဖွဲ့ကြားထဲမှာတမျက်မှုမရှိဘဲနဲ့ချင်းချင်းပြန်လာတိုက်ခိုက်မှုတွေလည်း မြစွာရှိတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဆိုတော့ပြည်သူတွေဘက်ကနေပြည်တော်မှာဝင်ဝင်ထောက်ခံနေတဲ့အချိန်မှာကျွန်တော်ခရင်ပြည်နယ်ထဲမှာရှိတဲ့ဖွဲ့စည်းတော်တော်များများအနေနဲ့အခုကတည်းကစီးလုံးညင်တော့ပြည်တော်မှာကျွန်တော်အားလုံးရဲ့ဘုံရင်သူဖြစ်တဲ့စစ်ကောင်စီကိုအမြန်ဆုံးဖြိုချဖြိုလဲနိုင်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးသိမ်းမြတ်နေပြည်တော်မှာစစ်ကောင်စီကိုဘာကြောင့် visit တက်လို့ခေါ်ခဲရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပါနော်အချက်လက်ချက်ချက်ပြန်ပြီးတော့မှဆွေးနွေးသုံးသပ်ပြထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်တကယ်တော့ ဗိုလ်မင်းအွန်လိုင်းတို့စစ်ကောင်စီကိုဖက်စစ်စစ်တယ်လို့ခေါ်တာဟာမုံလို့ချိုးနေခြင်းလို့ခေါ်တာတသက်ပဲလို့ထင်လို့ရှိရင်မှားပါလိမ့်မယ်။ဘာကြောင့်ဖက်စစ်စစ်တယ်လို့ခေါ်တယ်လဲဆိုတော့စစ်အာဏာရှင်တွေဟာတကယ့်ကိုပဲဖက်စစ်တွေမလို့ဖက်စစ်လို့ခေါ်တာပါပဲ။ဗိုလ်မင်းအွန်လိုင်းတို့ဟာဖက်စစ်ဟုတ်မဟုတ်ကိုတိုက်ခွဲဆန်းစစ်ဖို့အတွက်ဖက်စစ်လက္ခဏာ15ချက်ကိုတင်ပြပါမယ်။အဲ့ဒီ15ချက်ဟာကျွန်တော်တယောက်တည်းရဲ့အမြင်မဟုတ်ပါဘူး။ကမ္ဘာနိုင်ငံရေးသိပ္ပံပညာရှင်အားလုံးကသဘောတူညီညွတ်စွာသတ်မှတ်ထားလက်ခံထားပြီးသားဖြစ်တဲ့ဖက်စစ်လက္ခဏာရပ်တွေဖြစ်ပါတယ်။ဗိုလ်မင်းအွန်လိုင်းတို့ဟာဖက်စစ်ဟုတ်မဟုတ်ကို တိုက်ကြည့်ကြပါနံပါတ်၁ကတော့တဦးတယောက်တည်းသို့မဟုတ်တစုတစ်ဖွဲ့ရဲ့ချုပ်ကန်မှုဖြစ်ပါတယ်ဖက်ဆစ်မူဆိုလိုနီနာဇီဟစ်တလာနဲ့ဗိုလ်မင်းအောင်နိုင်တို့ရဲ့စစ်ကောင်စီတို့ကိုလက်တဆုပ်စာစစ်ကောင်ဆောင်တွေကစုံမချုပ်ကန်ထားပါတယ်နံပါတ်၂ကတော့ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထူထောင်ခြင်းဖြစ်ပါတယ်မူဆိုလိုနီဟစ်တလာတို့ဟာပုဂ္ဂိုလ်ရေးဩဇာကိုထူထောင်ခဲ့ကြပါတယ်ဘိုးမေအောင်နိုင်ကလည်းသူ့ရဲ့ပုံကိုရေးဩဇာကိုထူထောင်ပါလေ။သူမကြိုက်တဲ့သူမှလည်းများကိုဖယ်ရှားပါလေ။အဲ့ဒါလို့ဖယ်ရှားတဲ့အခါမှာလည်းသူတအူးကြီးရဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်ပါလေ ဒါဖက်ဆစ်လက္ခဏာပါနံပါတ်3ချက်ကဒီမိုကရေစီကိုညှိပယ်မှုဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့ဖက်ဆစ်အစိုးရတိုင်းဟာဒီမိုကရေစီအခွင့်အရေးတွေကိုညှိပယ်ဆက်ကျင်ပါတယ်နံပါတ်4အချက်ကတော့အမြင်မတူတဲ့နိုင်ငံရေးသမားတွေကိုဖန်စီနှိမ့်ဆက်မှုဖြစ်ပါတယ်ဖက်ဆစ်မူဆိုလိုနီအစိုးရဂျာမန်နာဇီတို့ဟာသူတို့နဲ့အမြင်မတူတဲ့အတိုက်ခံနိုင်ငံရေးသမားတွေကိုဖန်စီတာညှိပယ်နှိမ့်ဆက်တာတပ်ဖြတ်တာတွေကိုလုပ်ပါတယ်ဘုံမင်းအွန်လိုင်းတို့မြန်မာဖက်ဆစ်တွေကလည်းတစ်ထပ်ထဲပဲပြုမှုပါတယ်တခြားဂျပန်ဖက်ဆစ်တို့ချီလီပီနိုချေဖက်ဆစ်တို့ပြစ်စပိန်ဖက်ဆစ်တို့ ကမ္ဘာပေါ်မှာရှိတဲ့ဖြတ်စစ်အားလုံးအတူတူပါပဲဒါပေမဲ့အခုကျွန်တော်တင်ပြရမှာလူတီများအထင်ရှားဆုံးဖြစ်တဲ့အီတလီမူဆိုလိုဒီနဲ့ဂျာမန်ဟစ်တလာကိုပဲအဓိကအားဖြင့်ဥပမာပေးပါမယ်နံပါတ်5အချက်ကတော့နိုင်ငံသားအခွင့်အရေးနိုင်ငံသားလွတ်လပ်မှုဆိုတဲ့ citizen rights တွေကိုဖိနှိပ်မှုချုပ်ချယ်မှုကန့်သတ်မှုရုပ်သိမ်းမှုဖြစ်ပါတယ်ဘုံမင်းအောင်လိုင်းအာနာသိမ့်ပြတဲ့နောက်မှာပထမဆုံးလုပ်တဲ့အလုပ်ဟာ24နှစ်အထက်ပို့ပြီးတော့ဖတ်ချုပ်ခွင့်မရှိဆိုတဲ့ဥပဒေကိုဖျက်သိမ်းပါတယ်ဝရမ်းမပါဘဲနဲ့မဖမ်းရဆိုတဲ့ဥပဒေတွေကိုပယ်ဖျက်ပါတယ် ဲ့စင်းဥပဒေကိုတော့ပြန်ပြီးတော့အသက်သွင်းပါတယ်နိုင်ငံသားအခွင့်အရေးကိုအအူးဆုံးစပြီးတော့ဖျက်ဆီးတာပါပဲအလွန်ဖက်စစ်ပြီးသားတဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်ဟုတ်တယ်နော်နံပါတ်6အချက်ကတော့စင်စာဖြတ်တောက်မှုမီဒီယာဖိနှိပ်မှုဖြစ်ပါတယ်ဖက်စစ်အစိုးရတိုင်းဟာသတင်းမီဒီယာတွေကိုဖိနှိပ်ပါတယ်စင်စာအကြီးကျယ်ဖြစ်ပါတယ်ဟစ်တလာရဲ့နာဇီအစိုးရဟာသတင်းစာတိုက်တွေကိုရိုက်ချိုးဖျက်ဆီးခဲ့ပူပါတယ်မြန်မာနိုင်ငံမှာလည်းဖက်စပလာအစိုးရကကြောထောက်နောက်ခံပေးပြီးတော့စစ်တပ်လက်ကင်တို့ပူစောထီတွေကသတင်းစာတိုက်တွေကိုရိုက်ချိုးခဲ့ပူပါတယ် 2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်းသတင်းစာတိုက်တွေကိုအတင်းဝင်ရောက်ပြီးတော့သတင်းသမားအများအပြားကိုဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ကမာရွတ်မီဒီယာကိုဝေစီးနှင်းပြီးတော့သတင်းစာဆရာနေတမောင်ကိုဖမ်းတဲ့အမှုဟာကြောက်ကြပါတယ်။ဒါကလူသိများတာကိုပြောပြတာပါ။တကယ်လက်တွေ့မှာသတင်းဌာနအများစုဟာထိုင်းနိုင်ငံဆက်ကိုထွက်ပြေးရွှေ့ပြောင်းသွားခဲ့ကြပါတယ်။ပြည်တွင်းမှာကြံခဲ့တဲ့သတင်းဌာနတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း2မျိုး2စားလောက်ပဲကြံပါတော့တယ်။တစ်မျိုးကစစ်ကောင်စီရဲ့လက်ပါစီမီဒီယာတွေဖြစ်ပြီးတော့ကြံတစ်မျိုးကတော့စစ်ကောင်စီကဖမ်းမှာဆိုလို့ကိုယ့်ဘာသာကိုစွန့်စားဖြတ်ပြီးတော့သတင်းလုံနေရတဲ့မီဒီယာတွေပါ ကဲဒီလောက်ပဲပေါ့နော်ကျွန်တော်တို့ဥသိမရနေပြတော့အချက်15ချို့ပြောထားတာဆိုပေမဲ့ဒီထဲမှာသူပြောထားတဲ့အချက်ခုနှစ်ချက်လုံးဝဆိုရင်တော့တော်တော်လေးပြည့်စုံနေပြီလို့ပြောမှာဖြစ်ပြီးတော့မှစစ်ကောင်စီအနေနဲ့ဒီလိုမျိုး physics အင်္ဂါဂုံပို့တွေကြောင့်ကျွန်တော်တို့ဘက်ကနေပြတော့မှဒီ physics analysis စနစ်နဲ့သူတို့ရဲ့ဒီအကြံဖက်မရင်းစစ်တပ်ကြီးကိုပေါ့နော်အခုဆိုပြောချဖို့လို့ဆောင်နေတဲ့ဆိုတော့လဲတွေ့ရတာပဲဖြစ်ပါတယ်တပေါင်းစုတစ်ခုအနေနဲ့ကျွန်တော်ရောက်ရနေရတဲ့ data တွေမှာတော်လန်တပ်ဖွဲ့တွေကနေပြတော့မှအခုဆိုရင်တီတီတက်ခိုက်စုစည်းပြီးတော့မှ လို့ဆောင်နေကြတာမလို့မကြခင်မှာတော့ပြည်သူတွေမျော်လင့်နေတဲ့အောင်ပွဲတွေကတော့ရောက်ရှိလာတော့မယ်လို့မျော်လင့်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြုံးလွန်စစ်ဆေးရုံကခုဆိုရင်တို့အောက်ခြေတပ်သားတွေပေါ့နော်။အနိုင်ကျင့်ဗိုလ်ကြနေတဲ့ဆခလင်မြအကြောင်းတင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ပြုံးလွန်စစ်ဆေးရုံဂရင်ခုနှစ်ရာကဈေးဗိုလ်ကြီးအောက်ခတ်မှာ PC 9399999နဲ့ဇနီးဖြစ်သူမိုးသူစာထက်ခေါ်အင်နိုရာခင်ကပြုံးလွန်မှာစုကြီးတွေလင်းယူပါတယ်။စီဝေးရှောင်လာတဲ့မိသားစုတွေကို အိမ်ချမ်းမြေရောင်းမယ်ဆိုပြီးဆရာငွေတွင်ခိုင်းပါတယ်။ဆရာငွေယူပြီးနောက်စာချုပ်ချုပ်မဲ့ရက်ကိုအကြောင်းအမျိုးမျိုးပြရက်ရွှေပြီးအိမ်မရောင်းတော့ဘူးလို့ပြောပါတယ်။ဆရာငွေပြန်လာတော့ဘူကြီးအောင်ခမ်းမောင်ကငါကအရာရှိတိုင်ကျင်တဲ့နေရာတိုင်းဆိုပြီးပြောပါတယ်။တက်ကိုတိုင်စာပို့ပေမဲ့အေးမယူကြပါဘူးရှင်။ဘူကြီးအောင်ခမ်းမောင်ကတက်သေးမှမူရစေးတုံးပြီးမိမတွေကိုလည်းတယောက်ပြီးတယောက်ယူနေတာပါ။တက်ကိုတိုင်စာမပို့ခင်ဆရာငွေယူထားတာတွေပြန်တောင်းပေမဲ့မပေးပါဘူး။ဘူကြီးအောင်ခမ်းမောင်ရဲ့အမကခရိုင်မူကတော့မယူမြန်နိုင်ပါ။ အမကပိုင်ရဆိုင်ရာကဆိုပြီးထင်နိုင်ကျနေတာပါရှင်တက်ကိုတိုက်စားပို့တာနှစ်လရှိပါပြီအခုထိဘူကြီးအောင်ခတ်မောင်နဲ့မူသူစာထက်တော့ကိုအေးမယူပါဘူးရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာပါဝင်ခြင်းမက်ဆေ့ဘောက်ကနေပြင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒါတော့ဗောနာပြောလို့မျိုးကစစ်စေးုံကခုဆိုရင်သူတို့အောက်ခြေကတမိသားစုံတွေပေါ်မှာစုစုရဲလိန်ပြီးတော့မှ အမျက်ထုတ်သွားတဲ့စစ်ကောင်စီစစ်ခွေးလင်မြအကြောင်းကျွန်တော်ကြားတာပဲဖြစ်ပါတယ်ဒီလိုမျိုးဖြစ်ပြမျိုးอ่ะဆိုတော့ကျွန်တော်ရှေ့မှာလည်းများစွာကြားဖူးပြီးသားပွန်းလို့ပေါ့နော်ဒီစစ်ကောင်စီရဲ့ရရှိတွေอ่ะဆိုတော့တော်တော်လေးကိုထိနေကြတောင်းချမှုတွေလှုပ်ဆောင်နေတာလို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရာရှိတွေရဲ့ဖိနှိပ်ချုပ်ချွတ်ခြင်းကိုခံရတဲ့တမိသားစုအနေနဲ့ကျွန်တော်တော်လေးပဲတော့တရားရနေပြီးတော့မှနောက်မကြသေးခင်မှာလက်ကန်းခေါ်ဆိုနေကြတာမို့လေးမြတ်ဆုံးကုပြောင်းခလိုတင်းပြီလို့ကျွန်တော်ဒီနေ့ကနေတက်ပြီးတော့မှဖိတ်ခေါ်လို့ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနိုင်တဲ့ဘောမကျော်မင်းများနေပြတော့မှာ NUG ကတနစ်ကိုကျွန်တော်မြန်မာကျပ်ငွေ482ဘီလီယံနဲ့ရွှေ18ပိတ်တာအထိအခွန်အခဖြစ်ရရှိတယ်ဆိုပြီးတော့မှကြေညာလိုက်တဲ့ပုံမှာဘယ်လိုမျိုးတွေ့ပြချောက်ချဆောင်နဲ့အားချောင်းပြောဆိုထားမလဲဆိုတာတစ်ချက်တော့နောက်ထောင်ကြည့်လိုက်ရအောင်နော်ပြန်တွေးကြည့်ခုငလျင်အတွက်နိုင်ငံတော်ကသုံးမယ်ဆိုတော့ပတ်စံကဘီလီယံ900မှာပြောနေဘီလီယံဘယ်လောက်ရှိလဲ100ကျော်200လောက်ရှိသေးတယ်200တောင်းလောက်ရှိသေးတယ်ဘီလီယံ900လောက်ရှိသေးတယ်ဆိုတော့ဒီတနစ်ဒီမှာဒီကောင်တွေရတဲ့ပတ်စံအဲ့လောက်ရတယ်အဲ့ဒီ64000ရင်းတို့စစ်ပွဲတွေပြန်သုံးနေတယ်တို့တော့ပြောတာ တကယ်သုံးသုံးတော့မသိဘူးနော်ဒါသူ့ကိုမသိဘူးဖះရပဲသိဘူးနော်ဆိုတော့မိမိကိုနိုင်တော့ဖះဘယ်ဖះမသိလို့ပြောတော့ကျွန်တော်တို့ပြောတယ်ဖះတော့သိနော်ဆိုတော့ဒီ492ဘီလီယံရွှေ18ပိတ်တာတော့သူတို့ရတယ်သူတို့ထိတ်ထိတ်နေနေချင်းချင်းလေးကိုတော့တော်တော်ရတယ်ဒီကောင်ကြီးဘလို့တော့ပတ်စံလိုက်ပတ်ပြီးရှာတတ်လေတော့မသိတော်တော်ရှာတတ်ပုံရတယ်တော်တော်စဉ်းစားမကောင်းဘူးအဲ့ပတ်စံတွေကတော်တော်လေးသူရတာလေဒီပတ်စံတွေကိုတော့ဒါလူတက်တဲ့နယ်တွေဖြစ်ကုန်တယ်လူအုပ်တွေတည်ချီကုန်တယ်ပြီးတော့အန်ယူဂျီလူကြီးပိုင်းတွေအိတ်ဖောက်ကုန်တယ်ဆိုတော့အဲ့လိုတော့တွေ့ရတော့ဒီကောင်ကြီးရတဲ့ပတ်စံတွေကဒီလောက်များတယ်ဆိုတော့နိုင်ငံတော်အနေနဲ့ကဒီနတ်ဆာကအစိုးရအနေနဲ့ကဒီလက်နက်တွေဒီငွေတွေဒီလောက်ရတဲ့ငွေတွေနဲ့ဒီပြည်သူလူထုရဲ့ရင်ဝါတွေပြန်ပစ်နေတယ် ဒီလျားတဲ့ပတ်သက်တယ်ပတ်စံနေတဲ့ပြည်သူလူထုကိုပြစ်ခတ်တပ်ဖြတ်နေတာကိုဒီစစ်တပ်ကမတားနိုင်ဘူးနော်ဒီ NUG အုပ်စုနဲ့ NUG နဲ့ PDF အုပ်စုတွေကဒီရတဲ့ပတ်စံ482ဘီလီယံနဲ့ကျော်နဲ့ဘီလီယံ900ပေါ့ဗျာထားပါတော့ဘီလီယံ900နဲ့ရွှေ18ပိတ်သာလောက်ကိုနော်ကြက်ဘီလီယံ900လောက်နဲ့ရွှေ18ပိတ်သာလောက်ရတဲ့အဲ့ပတ်စံတွေနဲ့ကြည်စံတွေဝယ်ပြီးတော့ပြည်သူလူထုကိုပြစ်ခတ်တပ်ဖြတ်နေတာကို NUG ကအဲ့လိုပြစ်ခတ်တပ်ဖြတ်နေတာကိုစစ်တပ်ကနတ်ဆက်ကမထိနိုင်မတားနိုင်ဘူးဆိုတော့တော်တော်ဆိုးရယ်ဆိုတော့နောက်ထပ်တနေ့ထက်မှတော့ဘီလီယံ900လောက်ရပြီးတော့ပြည်သူလူထုအသက်ပေါင်းများစွာတည်ကြည်ပြရဆိုရင်နောက်တနေ့ထက်နေနောက်ထပ်ပြည်သူလူထုထပ်တည်အောင်ဆိုတော့ ဒီ NUG နဲ့ PDF အုပ်စုကဒီလိုမျိုးရတဲ့ငွေတွေနဲ့လူတွေတွေထပ်ပြီးနောက်တူတွေမထပ်တတ်ကြအောင်ထပ်တတ်မဲ့အတွက်ထပ်တတ်မဲ့အတွက်သိခမ်းမဲ့ပြည်သူတွေရှိအောင်အဲ့ဒါကို NASA ကဆိုရတာဒီငွေတွေမရအောင် တားပြီးမှလာဆိုတော့မတားနိုင်မတားနိုင်တာ NASA ကဆိုညံပြင်းတာရှေ့ရှေ့လေးသူတို့ကမတားနိုင်မတားနိုင်ညံ့တာညံ့တာမတားနိုင်သေးတာညံ့တာပဲအဲ့နောက်တားနိုင်ခဲ့ရင်တော့ကောင်းတယ်လို့ခေါ်တယ်တားနိုင်ခဲ့ရင်တော့ပုံမှန်လုပ်ရတယ်လို့ခေါ်တယ်အဲ့တော့ကျွန်တော်ကတော့စိတ်ပူတယ်ဒီ NUG PDF အုပ်စုကတစ်နှစ်အတွင်းမှာသူတို့ထိထုတ်ထားတဲ့နေမြေတွေကနေပြီးတော့ချက်ဘီလီယံ900လောက်နဲ့ရွှေ18ပိတ်သားလောက်ရပြီးတော့အဲ့ဒီငွေတွေနဲ့အဲ့ငွေတွေနဲ့ ကြည်သားတွေဝယ်ပြီးတော့ပြည်သူလူထုကိုပြစ်ခတ်တတ်ဖြတ်နေတာကြီးကိုကျွန်တော်ကြည့်ပြီးတော့စိတ်ထဲမကောင်းပြည်သူတွေတင်နေရတာကြည့်ပြီးတော့စိတ်ထဲမကောင်းအဲ့ဒါလေးကိုတော့နတ်ဆရာဆိုရတယ်တားမြစ်ဖို့လို့လေတားမြစ်နိုင်အောင်ရအောင်တားဖို့လို့လေကျွန်တော်ဆိုတော့ကျော်မြင့်မြင့်ပြောတဲ့ပုံစံရတော့ဗောနအခုဆိုရင် NGP PDF တွေကနေပြီးတော့မှဒီလိုမျိုးရရှိထားတဲ့ခွန်ခန့်ငွေတွေနဲ့စစ်ပွဲတွေစစ်မီးတွေကိုပို့ပြီးတော့မှတောက်လောင်လောင်လို့ဆောင်တယ်ဆိုတော့အနေထားထိပေါ့နော်ပြောဆိုထားတာပြီပြီမှကျတို့ပြည်သူတွေတည်ဆုံရချင်နောက်ခွဲကအဓိကထေခံဆိုတဲ့ပုံစံမျိုးတွေဒီ what happened ပြောဆိုနေတော့တွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာစစ်ကောင်စီရဲ့ လိုရပေါ်မှာဆိုတော့အသွမ်းနေပြီးတော့ဝေဖန်တက်ခိုက်ထားပြီးတော့မှကျတော်တို့ဒီတော့လိုက်မှာအောင်မြင်ချင်းပါနော်နောက်ခွဲကအကြောင်းတရားတော့ပြည်သူတွေကနေပြတော့မှထောက်ခံအားပေးလို့အခုလိုမျိုးကျွန်တော်တို့အောင်ပွဲချီးကြီးတွေရရှိနေတယ်ဆိုတော့လည်းသူတို့ကိုယ်တိုင်တည်ရှိတင်တာပဲဖြစ်ပါတယ်ဒီကြုံမင်းမင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မိဘပြည်သူတွေကနေပြတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြားရေးပေးခဲ့ချဖို့ကျွန်တော်ဒီညကနေအားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့တော်လန်ပြတာသူဖြစ်တဲ့ကိုနောင်ကနေပြတော့မှမြောက်လိုက်ပါကျွန်တော်ရွေးကောက်ပွဲတအားလို့ချင်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှ သူ့အမြင်ကိုသုံးသပ်ပြောဆိုထားတာလည်းကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်စစ်တပ်ရဲ့နောက်ဆုံးထွက်ပေါက်ကရွေးကောက်ပွဲပဲစစ်တပ်ကသူဘာကြောက်အာဏာသိမ်းရလဲလူအများစုကပြောကြတယ်ဒီနိုင်ငံရေးသမားအများစုတွေလူတွေအများစုပြောကြတယ်ဟာမင်းအောင်လှိုင်ကတမရယူလို့မင်းအောင်လှိုင်ကတမရနေရာရချင်လို့အာဏာသိမ်းနေပေါ့တကယ်တော့အဲ့ဒီထက်ကိုနှက်ဆိုင်တယ်အဲ့ဒီထက်ကိုပို့ပြီးတော့မှနှက်ဆိုင်တယ်စဉ်းစားကြည့်လေတမရလို့ရင်ငါးနှစ်ပဲရမယ်ငါးနှစ်ပြည့်လို့သူပြန်ဆင်းသွားတဲ့အခါမင်းအောင်လှိုင်ကသူကျူးလွန်ခဲ့တဲ့မြရာဇဝတ်မှုတွေ လူတက်မှုတွေလူမျိုးသုံးတက်ပြတ်မှုတွေနောက်ပြီးတော့တိုင်းပြည်ရဲ့ဗန္ဒာတွေအကုန်လုံးကိုခိုးပြီးတော့မှသူ့မိသားစုပိုင်လောက်ထားတဲ့ဟာတွေသူပြန်ပြီးအေးအေးယူခံရမှာမရမှန်ကြောက်တယ်တမနာလို့သူ9နှစ်ပဲရမယ်မရောက်လိုက်ဘူးအဲ့ဒီတမနာ9နှစ်ပေးလိုက်ရင်ဒါအခု2025ခုနှစ်ဆိုဒါပြီးတောင်ပြီးသွားပြီဆိုတဲ့သဘောရှိတယ်ပေါ့ဗျာအဲ့မရောက်လိုက်တိုင်းတာမရောက်လိုက်အကြမ်းဖက်စစ်တပ်အာဏာသိမ်းတာကမရောက်လိုက်တမနာယာတူရချင်တာတခုတည်းမဟုတ်ဘူးဘာရချင်တာလဲဆိုတော့မြန်မာနိုင်ငံကိုတပ်ပါတီအာဏာရှင်စနစ်လုတ်ချင်တာဒါမှမဟုတ်တက်ရွှေလိုမျိုး စစ်အစိုးရအဖြစ်နဲ့နှစ်ပေါင်း30လောက်သူကအုပ်ချုပ်ချင်တာအဲ့ဒီတော့မရောက်နိုင်တာအာနာသိန်းတာမရောက်နိုင်တမနာယူတာတခုတည်းမဟုတ်ဘူးတမနာဆိုရင်ငါးနှစ်ပဲရမှာเนาะစစ်အစိုးရအနေနဲ့အုပ်ချုပ်ရင်နှစ်ပေါင်း30လောက်ထိရနိုင်တယ်သူထိန်းနိုင်ရင်နှစ်ပေါင်း50လောက်ထိလည်းရနိုင်တယ်ဒါမှမဟုတ်ရင်ဒီမြန်မာနိုင်ငံရဲ့ဒုတိယစစ်သက်ဖြစ်တဲ့တက်ခိုင်ဖွံ့ဖြိုးရေးပါတီဒါကြတော့ကျွန်တော်တို့အားလုံးမြင်တာကကြံ့ခိုင်ဖွံ့ဖြိုးရေးကိုကျွန်တော်တို့ကပါတီလို့မြင်တာဒါကလည်းကြတော့မဟုတ်ပါဘူးကြံ့ခိုင်ခွင့်ပြုရေးကမြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ဖြစ်ပါတယ်။အဲ့တော့ဒီအကြမ်းဖက်စစ်အာဏာရှင်တွေအနေနဲ့သူတို့ဒီစစ်အစိုးရဖြစ်တဲ့မြန်မာနိုင်ငံကိုအုပ်ချုပ်လို့ရရင်ရမရရင် မြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ဖြစ်တဲ့ဒီကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကအနိုင်ရမှာသူတို့အာဏာလွှဲပြောင်းပြီးမှာအဲ့လိုမှမဟုတ်ပဲနဲ့တခြားဘယ်ပါတီပဲရွေးကောက်ပွဲမှာအနိုင်ရရစစ်တပ်ကအာဏာသိမ်းကိုသိမ်းမှာအဲ့ဒီတော့မြန်မာနိုင်ငံမှာဒီကနေ့ဖြစ်ပေါ်နေတဲ့ညပြဿနာတွေအားလုံးမြန်မာနိုင်ငံမှာဒီကနေ့ရင်ဆိုင်နေရတဲ့ဆင်းရဲဒုက္ခငတ်မော့ခေါင်းပါမှုဒုက္ခအလုတ်အကင်ရှားပါမှုဒုက္ခအရာအားလုံးရဲ့ပြဿနာအရာအားလုံးရဲ့တည်ရခံကစစ်တပ်ပဲအဲ့တော့မြန်မာနိုင်ငံအမြဲတမ်းထာဝရငြိမ်းချမ်းပြီးတော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ကိုရချင်ရင်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားမှရမယ်မြန်မာတိုက်တော်လည်းကြီးဆိုတာမျိုးကတော့ကြာရင်လည်းကြာမယ်မြန်ရင်လည်းမြန်ပါမယ်ပြောချင်တာပြည်သူလူထုရဲ့ပါဝင်မှုအကောင့်တွေလေပုံမြန်လေပေါ့ဗျာအဲ့တော့တော်လန်ကြီးကြာနေလေလေကျွန်တော်တို့စဉ်းရဒုက္ခတွေကပုံများနေလေပဲအဲ့တော့ပြည်သူလူထုအားလုံးကတခဲနဲ့တဲ့ဗျံယူဝိုင်းတွန်းလိုက်ရင်ဒီတော်လန်ကြီးကပို့ပြီးတော့မှမြန်သွားမယ်တော်လန်ကြီးမြန်သွားရင်ကျွန်တော်တို့စဉ်းရဒုက္ခတွေလည်းပို့ပြီးတော့မှနည်းသွားမှာပေါ့ဗျာဆရာဒီမှာကိုနောင်ပြောတဲ့တိုင်းရတော့တော်လေးကိုမာနေလို့ပြောမှာပါနော်ကျွန်တော်မျောလိုက်ရင်ကနေပြတော့မှ ဒီသူတို့ဆရာနာရှင်ဒီမြေနိုင်ဖို့အတွက်ဟုတ်ဆိုရင်မပေါင်းစုံနဲ့ပြီးတော့မှစ조사ထားတာပြီးတော့မှပြီးတော့ရောက်ပြီးပကနဲ့ပြီးတော့မှကုညီများစွာရည်ရွယ်ထားပြီးတော့မှရွေးကောက်ပွဲကိုအထားမြောက်နိုင်အောင်조사နေတယ်ဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ်လောလောလန်လန်အနေနဲ့ကတော့ဟုတ်ဆိုရင်ရရှောက်သွားပြီးတော့မှဖိုင်ရဖို့조사နေတာပြီးတော့မှတကယ်တမ်းမြေပြင်မှာဆိုတော့တရင်ရှုံနေတဲ့မြောက်လိုက်ရဲ့ Student Army ကြီးကိုကျွန်တော်တွေ့နေရတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောပြီးသူတေလုံးအနေနဲ့ခွန်အားနဲ့အခုဆိုရင်ကျွန်တော်တို့တော်လိုက်တဖို့မနေရဲ့ပေါ့နော်စူစီယာနဲ့ပူပေါင်းပြီးတော့မှကျွန်တော်မျိုးတိတ်တဲ့ပွဲတွေဆင်ရဲနေတာမလို့ဒီတဲ့ပုံပြမှာ ကောင်းတယ်ပေါ့နော်သတင်းတွေလည်းကြားဖို့ရှိတယ်ဆိုတော့အကြောင်းကျွန်တော်ဒီနေ့ကတည်းကထပ်ပြီးတော့မှပြောလို့ပါတယ်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့မြန်မာတော်လိုင်းရင်မှာတရုတ်ဖီးအားခြေထွားလာတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီတရုတ်ဖီးအားကိုဘယ်လိုမျိုးကျော်ဖြတ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဦးတန်းစွန်နိုင်ရဲ့သုံးသပ်ချက်လေးကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီခိုင်ပြီးနေအီတတ်တော်ရဲ့ကျွန်တော်တို့အစီအစဉ်နဲ့လှုပ်ရှားမှုတွေဖြစ်ကောင်းစီပြုတ်ကျသွားနိုင်တဲ့နေသားကိုကျွန်တော်တို့ဥတည်နေသူကရခိုင်လွတ်မြောက်ရေးတစ်ဖက်ကလုံရင်းနဲ့ကျွန်တော်တို့ မခွေးဘကိုတိုင်းမခွေးတိုင်းဘကိုတိုင်းအခုမြို့ဟာကျောင်းပေါ်ထဲမှာတော့ဒိုက်ပွဲတွေပေါ်နေပါအဲ့ဒါကြောင့်မို့အဲ့ဒီအစီအစဉ်တွေကကျွန်တော်တို့ဖြစ်မြောက်အောင်မြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမပြီဟာနော်ပြုတ်ကျွန်ပြင်မဲ့အရေးကနေပြီးတော့ရှောင်လွှဲနိုင်တဲ့အနေအထားအဲ့ဒီထဲမှာအရေးကြီးဆုံးကတော့ညင်ညွတ်ရေးပါပေါ်မွေလင်းလင်းပြောရလို့ရှိရင်တော့เนาะဘသူတွေနဲ့ဘသူတွေနဲ့ညင်ညွတ်ရေး ဖြစ်ဖို့လိုတယ်လဲဆိုတော့အညာဒေသမှာရှိနေတယ်တော်လိုင်းရေးတိုက်ပွဲဝင်အင်အားစုတွေအများစုကိုထိမ့်သိမ်းထုတ်ကင်ထားတယ် NUG နဲ့ကျွန်တော်တို့အခုရခိုင်ကကျွန်တော်တို့ AA တက်မလို့ AA တက်ဖို့ရခိုင်တက်တော်ရဲ့ကြားထဲမှာရှိနေတယ်ကွာဟာချက်တွေကိုကျွန်တော်တို့ဖြည့်ရှင်းပြီးတော့ပေါင်းစပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗမာပြည်ရဲ့နေဦးတော်လိုင်းကြီးဟာ မကြခင်အောင်ပွဲရမယ်အနေထားရှိပါတယ်အဲ့တော့အဲ့ဒီအင်အားစုနှစ်စုကြားထဲမှာရှိနေတဲ့အာဟာအန္တရာယ်ပြိပခါတွေကိုဘယ်လိုဖြေရှင်းကြမှာဘယ်လိုညှိနှိုင်းစေအောင်စပေးကြအဲ့လိုပေါင်းစပ်ပေးနိုင်တဲ့အနေထားတွေနော်တိုးပွားလာတယ်ဒါပေမဲ့တိုးပွားလာတာကဘာလဲဆိုရင် တိုးပွားလာတာကအောက်ချင်မှာမြဝကျောင်းပေါ်မှာရှိနေတဲ့ PDF တွေကနော်ရခိုင်တပ်တော်နဲ့ ပူးပေါင်းပြီးတော့ NUG သဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေเนาะဒေတာလည်းပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေကြအဲ့ဒါဟာနေရာနှံ့အခုမကွေးတိုင်းမှာလည်းဒီတိုင်းမှာเนาะဒီဟို NUG ကပေါင်းစပ်ပေးသည်ဖြစ်စေမပေါင်းစပ်ပေးသည်ဖြစ်စေဆိုတော့ဒါတော့ဗောနော်ကျွန်တော်အတန်းဆွနေရတယ်ပြီးတော့မှတရုတ်ဖျားနဲ့သူစစ်ကောင်စီကိုကျွန်တော်အလီမြန်ဆုံးဖျောချနိုင်ဖို့တခုတည်းသောနေလာတော့ကျွန်တော်အာရခတ်တော်နဲ့မြေပြင်မှာရှိနေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့သူ စူးစိမှုအားကိုဒီထက်ပိုပြီးတော့ပြသတင်နေဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်။အရိကအနေနဲ့ကတော့ NUG ဘက်ကနေပြီးတော့အခုဆိုရင်စီးရဲနိုင်ငံရေးရပါတော့။ဒေချာလေးကိုကစားဖို့လိုနေတာဖြစ်ပြီးတော့ကျွန်တော်ဒီတော်လိုင်းရင်မှာတကယ့်ကိုအင်တိုင်းအားတဲ့နဲ့အနိုင်ယူပြနေတဲ့အေအေနဲ့တို့စူးစိပြီးတော့မှစစ်ကောင်စီကိုအမြန်ဆုံးဖျက်ချဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။အေအာဆိုတော့ကျွန်တော်ဘုံမျိုးတင်းတဲ့ဘက်မှာဆိုလားအခုဆိုရင် KN PDF ဘုံတဖို့နေတဲ့တို့တိုက်ပွဲဝင်နေတာပြီးတော့မှကျွန်တော်မြေပြတ်မှာဆိုတော့ကျွန်တော်တို့ဒီမြေပြတ်အညာသားတွေနဲ့တို့ပေါ့နော် တက်ခတ်နေတာကိုချီချင်းအဖြစ်ဒါကကျွန်တော်တို့ဒီတော်လိုက်မှာ A ရဲ့စီးရအောင်မြင်မှုတွေဟာဆိုရင်ဘလော့ထိအရေးပါတယ်ဆိုတာကိုကျွန်တော်တွေ့တာဖြစ်ပြမှာကျွန်တော်ဒီတက်ဆိုင်ရတော်လိုက်ပုံကိုယ်တွေအနေနဲ့အရခတ်တတော်ရဲ့ဒီစီးရလေ့ကျင့်မှုတွေနဲ့သူအမြန်ဆုံးခြေတက်သူလိုနေတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ချက်တာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့ကတော့ကျွန်တော်စိတ်မပြားမျိုးပဲနဲ့အဆုံးစွန်ဒီကျွန်တော်တော်လိုက်တဖို့အနေနဲ့အားလုံးပါနော်ရှေ့ဆက်လျှောက်ကြပါဆိုလို့ပြောရရင်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပတ်ပြည်သူများအားလုံး စိတ်ချမ်းသာကိုကြားမှတ်ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်ညာ channel ပတ်စံကြပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်